အရှေ့လေပိုင်းမှာမကြသေးခင်ကရုတ်တရက်ပောက်ကွဲမှုတွေကြောင့်အစ္စရေးတနိုင်ငံလုံးဗျံပဒါဖြစ်ခဲ့ရပါတယ်။အီရန်ကဒုံးကြီးတွေတေကြောင်းကြံ drone တွေနဲ့အစ္စရေးမျိုးကြီးတွေစစ်အခြေဆိုင်စခန်းတွေနဲ့အခြေခံဆောက်အုံတွေကိုမကြုံစဖူးကြီးမားတဲ့တိုက်ခိုက်မှုစတင်ခဲ့တာပါ။ဂျေရုဆလင်နဲ့တယ်အဗစ်တို့လိုမြို့တွေမှာလေကြောင်းရန်ကာကွယ်ရေးအုပ်ဝဒံတွေစုညံခဲ့ပြီး Iron Dome ကာကွယ်ရေးစနစ်ကတော့ဒီတစ်ချိန်မှာအပြည့်အဝကာကွယ်မပေးနိုင်ခဲ့ပါဘူး။ Delvic ကမျက်မြင်သက်သေရရဲ့ပြောကြားချက်အရ ဒုံးကြီးတွေဟာကာဝေးရေးတိုင်းကိုထိုးဖောက်ဝင်ရောက်ခဲ့ပြီးတောင်ဘက်ကစစ်အခြေစိုက်စခန်းတစ်ခုအပြင်ဒိုင်မိုနာနျူကလ িয়ার ဓာတ်ပေါင်းမှုအနည်းကအရေးကြီးအဆောက်အုံတစ်ခုပါပြင်းထန်စွာထိခိုက်ပျက်စီးစေခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်စစ်ရုံတွေမှာဒဏ်ရာရသူလူ10ခန်းကျော်ရှိခဲ့တယ်လို့သိရပါတယ်။အစ္စရေးကပျက်စီးဆုံးရှုံးမှုတွေကိုအကဲဖြတ်နေတယ်မှာပဲ။အီရန်ဆိုးရရုံမြင့်တန်ကြားကနေအစ္စလာမက်ဒေါ်လန်ရေးအဆောင်တစ်ဖွဲ့ IRGC ရဲ့တရားဝင်သတင်းစကားထွက်ပေါ်လာခဲ့ပါတယ်။ဗိုလ်မှူးချုပ်အဖို့ အဘိုဗာဆယ်ရှိကကြီးကမင်းတို့တိုက်ခိုက်ခံရတာကိုမလို့ချင်ရင်ငါတို့ကို မလုံစော်ပါနဲ့ဒါကရှင်းရှင်းလင်းလင်းသတိပေးကြပါအီရန်ရဲ့အချုပ်ချာအာဏာကိုချိုးဖောက်မှုတိုင်းကိုအပြင်းထန်တံပြန်တိုက်ခိုက်ပါလိမ့်မယ်လို့တရားဝင်ကြေညာခဲ့ပါတယ်ဒီတစ်ချိန်မှာတော့အီရန်ကိုယ်တိုင်တိုက်ရိုက်တောင်းဝင်ယူခဲ့ပြီးအစ္စရေးနဲ့ထိတ်တိုက်ရင်ဆိုင်မှုရဲ့အခန်းအသစ်တစ်ခုကိုဖွင့်လှစ်လိုက်တာပါအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေဒန်ယာဟုကချက်ချင်းဆိုသလိုအရေးပေါ်အစည်းအဝေးခေါ်ယူပြီး အီရန်ဟာဒေသတမိုင်းမှာအကြီးမားဆုံးအမှားကိုကျူးလွန်ခဲ့ပါပြီ။အစ္စရေးကမကြုံစဘူးတံပြန်တုံ့ပြန်ပါလိမ့်မယ်လို့ကြက်သိန်းထပွဲပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂဒွရင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကပဋိပက္ခကိုထိန်းချုပ်ဖို့တိုက်တွန်းခဲ့ပေမဲ့အစ္စရေးရဲ့လက်တုံ့ပြန်မှုချိန်ချောက်မှုနဲ့အီရန်ရဲ့တိုက်ပွဲဝင်ရန်အသင့်ပြင်ဆင်မှုတို့ကြောင့်ပိုကြီးမားတဲ့ဒေသရင်းစစ်ပွဲဖြစ်လာနိုင်တယ်လို့လေလာသုံးသပ်သူတွေကစိုးရိမ်နေကြပါတယ်။အီရန်ဒရုန်းတစ်စင်တယ်အဗစ်အဆောက်အုံကိုဝင်တိုက်ပြီး ပေါက်ကွဲသွားတဲ့ဗီဒီယိုဖိုင်ဟာအီရန်နေနဲ့အခြေအနေကနေလုံးဝနောက်ပြန်လှည့်လို့မရတော့ဘူးဆိုတဲ့သတိပေးချက်တစ်ခုဖြစ်နေပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုအပြီးနိုင်ပိုင်းကြမှာနေတန်ယာဟုကကျွန်တော်တို့ပြန်တိုက်ခိုက်ပါမယ်။ဒီတစ်ချိန်မှာတော့ကန့်သက်ချက်တွေရှိတော့မှာမဟုတ်ပါဘူး။အီရန်ကကျွန်တော်တို့ရဲ့အစွမ်းအစအမှန်ကိုခံစားရပါလိမ့်မယ်လို့နိုင်ငံပိုင်ရုပ်မြင်သံကြားကနေခိုင်မာပြတ်သားစွာပြောကြားခဲ့ပါတယ်။ ဣသရေလနိုင်ငံလုံးမိတောက်တွေနဲ့ပြည်နေခြင်းမှာအမေရိကန်ပြည်ထောင်စုကချက်ချင်းဆိုသလိုတိုက်ခိုက်ရေးအသင့်အနေထားကိုပြောင်းလဲလိုက်ပါတယ်။ပင်ဒဂွန်ရဲ့စီရင်ခံတာတွေကမြေထဲပင်လယ်ကအမေရိကန်ရစ်တပ်ရဲ့ပယ်ထိန်ဒုံးပျံဖြတ်သင်းမောတွေဒဇင်းကနေ၅ဇင်းအထိတိုးမြှင့်ချထားခဲ့ပါတယ်။ F22, F35, F16 တိုက်လေယာဉ်တွေအပြင် B52 ဘုံးကျဲလေယာဉ်တွေနဲ့ THAAD Patriot ဒုံးကျည်ကာဝေးရေးစနစ်တွေကိုပါဒေသတစ်လျှောက်လုံးအလှည့်မြန်ချထားခဲ့ပါတယ်။ ီလှုပ်ရှားမှုတွေအားလုံးကအမေရိကန်စစ်တပ်ဟာစစ်ပွဲအတွက်ပြင်ဆင်နေပြီဆိုတာကိုညွှန်ပြနေပါတယ်။အင်ဖြူရာကတော့အမေရိကန်ပြည်သူတွေရဲ့သဘောထားကြောင့်တွန့်ဆုတ်နေရပါတယ်။မကြသေးခင်ကစစ်တမ်းတစ်ခုအရအမေရိကန်လူမျိုး60ရာခိုင်နှုန်းကအစ္စရေးအီရန်ပဋိပက္ခမှာစစ်ရေးဝင်ရောက်ဆွဲဖက်မှုကိုကန့်ကွက်ခဲ့ကြပြီးဒီမိုကရက်လွတ်လပ်သူ Republican ၃ပါတီစလုံးကပါစစ်ထဲမဝင်ခြင်းဘူးလို့ပြောဆိုခဲ့ကြတာဟာထူးကြပါတယ်။ ဒီလိုကွဲပြားမှုတွေကဝါရှင်တန်အစိုးရအဖွဲ့အတွင်းမှာပါပြင်းထန်တဲ့ငြင်းခုန်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။အငိမ့်စားပို့ချုပ်ကြီးဂျက်ကိန်းလိုစစ်လိုလားသူတွေကအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုဖျက်ဆီးဖို့ဒီအခွင့်အရေးကိုလက်လွတ်မခံသင့်ဘူးလို့အမေရိကန်ကိုတိုက်တွန်းခဲ့ပြီးကွန်ဂရက်လွှတ်တော်မက်ဘရိုင်ဒိုနက်စ်ကလည်းဖော်ဒိုနျူကလ িয়ার စက်ရုံတွေကိုတိကျတဲ့တိုက်ခိုက်မှုအနည်းငယ်နဲ့ဖျက်ဆီးနိုင်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အထက်လွှတ်တော်မက်ရန်ဘော့ကတော့ ဖော်ဒိုကိုတိုက်ခိုက်ရင်အီရန်ကိုနျူကလ িয়ার ဘုံးတိဆောက်ဖို့တွန်းပို့ရာရောက်နိုင်တယ်လို့သတိပေးခဲ့ပြီးတော့အီရတ်စစ်ပွဲမှာလည်းလေကြောင်းတိုက်ခိုက်မှုကနေ၁၀နှစ်နှစ်ခုကြာစစ်ပွဲဖြစ်ခဲ့တာကိုသတိရပါလို့ပြောခဲ့ပါတယ်။စန်းကျင်ဘက်မြင်တွေကြားမှာပိတ်မိနေတဲ့အမေရိကန်သမ္မတဟာစစ်အင်အားတွေမကပဲလူမှုထင်မြင်ယူဆခြင်းနဲ့အရှိအလေပိုင်းမှာဖြစ်နိုင်တဲ့ကြာရှည်ပဋိပက္ခကိုပါချိန်ဆရတော့မှာပါ။အီရန်ကနျူကလ িয়ার ဘုံးတကယ်တိဆောက်နေသလားဆိုတဲ့အမေးကို ်တမရထရန့်ကလက်ရှိထောင်လန်းရေးအစီရင်ခံစာတွေကိုမယုံဘူးလို့ပယ်ချခဲ့ပါတယ်။ကိုထောင်လန်းရေးဌာနကတော့မယုံတဲ့တမရတအူပြည်သူအများစုကမလိုချင်တဲ့စစ်ပွဲရဲ့အစွန်ဖျားမှာရပ်နေတဲ့နိုင်ငံတနိုင်ငံသူ့ရဲ့နှီးစဆုံမဟာမိတ်ကခေတ်သစ်တမိုင်းမှာအကြီးဆုံးတိုက်ခိုက်မှုကိုခံခဲ့ရတဲ့ဒေတာမှာအမေရိကန်ကနောက်ဆုံးမလားဒါမှမဟုတ်ပြက်ပြက်သားသားတိုက်ခိုက်မယ်လို့ထင်ပါသလား Fordo Nuclear ဆက်ယုံဟာ Iran ရဲ့အစုလိုက်ပြုံလိုက်ဖြက်စီးရေးလက်နက်ထုတ်လုပ်လုံမှုရဲ့လျှို့ဝှက်ချက်ဥတိုင်းဖြစ်ပြီး အမေရိကန်ကတော့ကမ္ဘာအကြီးဆုံးမြေအောက်ထိုးပေါက်ပုံးဖြစ်တဲ့ GBU 57B MOB ကိုအသုံးပြုပြီးဖျက်ဆီးနိုင်ပါတယ်။ဝါရှင်တန်ကသတင်းရင်းမြစ်တွေအရသမရဟာ14ရက်တွင်ဆုံးဖြတ်ချက်ချဖို့မျှော်လင့်ရပြီးဒါကအီရန်ရဲ့နျူကလ িয়ার ပစ်မှတ်တွေကိုတိကျတဲ့တိုက်ခိုက်မှုတစ်ခုအတွက်လိုအပ်တဲ့အများဆုံးအချိန်လေးဖြစ်ပါတယ်။မီဒီယာပိုင်းဆိုင်ရာပြင်ဆင်မှုတွေကိုလှည့်မြန်စွာစုတည်နေပြီးအင်ဂျူရန်နဲ့ပူးပေါင်းတဲ့မီဒီယာတွေကတက်ကြွသွားကာဝယ်ရေး နျူကလ িয়ার ချိန်ချောင်းမှုများကိုကြိုတင်ကာကွယ်ခြင်းကန့်သတ်ထားသောစစ်စင်ရေးစတဲ့စကလုံးတွေကိုစတင်ဖြန့်ဝေနေပါပြီ။ယူရဲချက်ကတော့ဘုံတွေမကြမီလူထုထောက်ခံမှုကိုတည်ဆောက်ဖို့ပါ။ဒါပေမဲ့ဒီလိုပြင်ဆင်မှုတွေကပဲတိုက်ခိုက်မှုကိုအကြောင်းပြဖို့လိန်ညာရမယ်ဆိုရင်စစ်ပွဲကအစကတည်းကယူရဲချက်ဖြစ်နေပြီလားဆိုတဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုကိုအစ္စရေးကလက်ပိုက်ကြည့်မနေပဲချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။တဲအဖစ်ကဒုံးကျည်တွေနဲ့တိုက်ခိုက်ရုံသာမကအ တီဟီရန်ရဲ့လေကြောင်းထိန်းချုပ်ရေးစနစ်တွေပေါ်ကြီးကြီးမားမားစိုက်ပါတိုက်ခိုက်မှုတွေပါလှုံ့ဆော်ခဲ့တာကြောင့်နိုင်ငံတကာလေဆိပ်များစွာပိတ်ထားခံခဲ့ရပါတယ်။ Israel drone တွေဟာအီရန်လေပိုင်းတစ်ထက်ကိုစိန်ခေါ်မှုမရှိဘဲလက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ခဲ့ပြီးအထူးကပြစ်မှတ်တွေရဲ့ပုံရိပ်တွေကိုရယူခဲ့ပါတယ်။ဒါရီအားလုံးဟာ American နဲ့ပူးပေါင်းစစ်ဆင်ရေးတစ်ခုအတွက်ကြိုတင်ပြင်ဆင်မှုတွေဖြစ်နိုင်တယ်လို့ယူဆရပါတယ်။ဒေတာတလောမှာမဟာမိတ်ရောကျန်သူပါအမြင့်ဆုံးသတိအနေထားကိုပြောင်းလဲထားကြပါဗျ။ ဆော်ဒီအာရေဗျနဲ့ UAE တို့ကသူတို့ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုအဆင့်မြင့်တင်ထားပြီးကာတာကလည်းအမေရိကန်စစ်ဌာနချုပ်တီရှိရာ AI ဥဒူးအခြေစိုက်စခန်းကိုယာယီပိတ်သိမ်းမှုတတိပေးထားပါတယ်။ရုရှားနဲ့တရုတ်တို့ကဆီးရီးယားနဲ့ဟော့မုစ်ရေလက်ကြားမှာထောက်လန်းရေးစစ်စင်ရေးတွေကိုမြင့်တင်ထားပါတယ်။ဒီအခြေအနေမှာအသေးမွှားဖြစ်ရတဲ့ခုကတော့ဒေတာတစ်ခုလုံးကိုအကြီးအကျယ်ဘေးအန္တရာယ်တွေဆွဲသွင်းနိုင်ပါတယ်။ American ပြည်ထောင်စုမှာတော့ပြည်ရင်းချင်းခုံမှုတွေကဆက်ပြီးဖြစ်ပွားနေသေးပါပဲ။ တစ်ဖက်ကဒါဟာအရှိလေပိုင်းကို ပြန်လည်ပုံဖော်ဖို့အရေးကြီးတဲ့အခိုက်အတန့်လို့ညင်းဆိုကြပါတယ်။အီရန်ရဲ့ဖော်ဒိုနျူကလ িয়ার ဆက်ယုံကိုဖျက်ဆီးမယ်ဆိုရင်အီရန်ရဲ့နျူကလ িয়ার စီစဉ်ကို၁၀%နဲ့တခုလောက်ရပ်တန့်နိုင်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ဝေဖန်သူတွေကတော့ဖော်ဒိုကိုတိုက်ခိုက်တာဟာအမေရိကန်ရဲ့ကိုကျင့်တရားကို ထိခိုက်စေပြီးအီရန်နဲ့အာဖဂန်နစ္စတန်လို၁၀%နဲ့များစွာရှေ့ကြတဲ့စစ်ပွဲတွေကိုဆွဲသွင်းမိလိမ့်မယ်လို့သတိပေးနေကြပါတယ်။အမှန်တရားကတော့67နောက်ပိုင်း အမေရိကန်ဟာအီရန်လိုဒုံးကျည်အပြည့်အစုံတက်ဆင်ထားတဲ့နိုင်ငံတစ်ခုနဲ့စစ်ပွဲမဆခဲ့ဘူးပါဘူးဟာမက်စ်ဟစ်ဘိုလာဟူသီတို့အားလုံးဟာအမေရိကန်ဝင်ရောက်လာရင်တီဟီရန်စီကိုအချက်ပြမှုကိုစောင့်နေကြပါတယ်အီရန်ကတော့အမေရိကန်ဟာဖော်ဒိုးကိုတိုက်ဖို့တတိမရှိဘူးလို့ယုံကြည်ရင် သူတို့နျူကလ িয়ার စီစဉ်ကိုအရှိန်မြှင့်မာလိမ့်မယ်အမေရိကန်ကတကယ်တိုက်ခိုက်မယ်ဆိုရင်လေအီရန်ကအစိုးရတည်မြဲရေးအတွက်နျူကလ িয়ার ပုံးတိစောက်တာကသာတခုရီးသောရွေးချယ်မှုလို့ယုံကြည်နိုင်ပါတယ် ဒီလိုတန်တရာတွေကနေထွက်ဖို့လမ်းမရှိပါဘူးအမေရိကန်မျိုးသားလုံခြုံရေးအကြံပေးဟောင်းဗိုလ်ချုပ် HR Mac Master ကပြောခဲ့မှုပါတယ်အရှိလေပိုင်းကစစ်ပွဲဟာဆုံးဖြတ်ချက်တစ်ခုတည်းနဲ့စတင်နိုင်ပေမဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့တော့အဆုံးသတ်နိုင်မှာမဟုတ်ပါဘူးအခုချိန်မှာအမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာအမြင့်ဆုံးတိုက်ခိုက်ရေးအသင့်အနေထားမှာရှိနေပါတယ်တိုင်းလေယူနေစီဖြစ်ထားပြီးစစ်စင်ရေးအစီအစဉ်တွေအသင့်အစင်သင့်ဖြစ်နေပါပြီ။ကျန်တာကတော့အမိန့်တစ်ခုပဲလိုပါတော့တယ်။ 14ရက်336နာရီပဲအချိန်ရှိပါတော့တယ်။နာယီရေတွက်မှုစတင်နေပါပြီ။အမိန့်ကြလာရင်ဖော်ဒိုဟာ27ရာစုရဲ့ဟီရိုရှိမာဖြစ်လာနိုင်ပါတယ်။မကြဘူးဆိုရင်တော့အီရန်ကနျူကလ িয়ার လမ်းကြောင်းကိုဆွန့်လွတ်မလား။ဒါမှမဟုတ်အရေးထဲမှာတိတ်တဆိတ်အရှိန်မြင့်သွားမလားဆိုတာစောင့်ကြည့်ရပါလိမ့်မယ်။အခြေအနေကအလွန်ကျွတ်ဆက်နေပြီးတမရရဲ့မထင်မှတ်တဲ့မျက်မှောင်ကျုံမှုတစ်ခုကတော့တည်စေနိုင်တဲ့ဒိုမီနိုအကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင်ကန့်သက်ထားတဲ့စစ်စင်ရေးအကြောင်းဘသူကမှပြောနေတော့မှာမဟုတ်ပဲကမ္ဘာလုံးဆိုင်ရာပြည်ပခါအဖြစ်ပြန့်နှံ့သွားနိုင်တဲ့အရှိအလေပိုင်းစစ်ပွဲပဲဖြစ်လာပါလိမ့်မယ်လူအများစုတွင်မရင်းနှီးတဲ့ဖော်ဒိုနျူကလ িয়ার ဆက်ယုံဟာစေတုနှစ်တခုကြာကြာအနောက်တိုင်းထောင်လင်းရေးအေဂျင်စီတွေအတွက်စိုးရိမ်စရာပါကြောက်တောင်အောင်ပေ300ကျော်နက်နက်မှာတီးရှိပြီးအီရန်ရဲ့အစုလိုက်ပြုံလိုက်ဖြက်စီးရေးလက်နက်ထုတ်လုပ်လို့တဲ့ရီမန်းချက်ရဲ့ဗဟုချက်ပါပဲဖော်ဒိုကိုရုပ်ပိုင်းဆိုင်ရာကာကွယ်မှုတွေအများကြီးလှုပ်ထားပေမဲ့ အမေရိကန်ပြည်ထောင်စုအတွက်တော့မထီမတွေ့နိုင်တဲ့ပြစ်မှတ်တစ်ခုမဟုတ်ပါဘူး။မကြသိမီကပင်နဂွန်ရာရှိရဲ့စီရင်ခံတာတွေရာအမေရိကန်ရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေရင် B2 Spray ဟာအရှိလေပိုင်းစီစတင်ထွက်ခွာနေပါပြီ။ Berida စနစ်ကိုမဆိုးထိုးဖောက်နိုင်တဲ့ Distill လေရင်တွေဟာ American Lee Down ဆွမ်းရရဲ့တင်ကြတာနေမှာပဲ။ကဘာပေါ်ကဘယ်ခံတက်ပြစ်မှတ်အတွက်မဆိုးအိမ်မဆိုးတစ်ခုပါပဲ။ B2 design C ဟာ GPU 57 massive ordnance penetrator ် MOB ဘုံးနှလုံးကိုတင်ဆောင်နိုင်ပါတယ်။တလုံးစီဟာပေါင်3000လောက်လေးပြီးကွန်ကရစ်တန်မဏိနဲ့ကြောက်တုံးရာပေါင်းများသောကိုထိုးပေါက်ပြီးပြစ်မှတ်အတွင်းမှာပေါက်ခွဲဖို့အထူးဒီဇိုင်းထုတ်ထားတာပါ။ဒီတစ်ချိန်မှာ ပြစ်မှတ်က4ဒိုးပါပဲ။ American သမ္မတက4ဒိုးကိုလေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ခွင့်ပြုမလားဆိုတာစဉ်းစားနေချိန်မှာ Israel ကတော့မဆောင်ဆိုင်ခဲ့ပါဘူး။တညတာတွင် F15 နဲ့ F35 တိုက်လေရင်အစင်း90ကျော်ဟာ Iraq လေပိုင်းတပ်ကိုလျှို့ဝှက်သွားဖျက်ချော်ပြီ တီဟီရန်ရဲ့ကောင်းငင်ကိုချင်းကပ်ခဲ့ပါတယ်။ဒီမရှင်တွေကဒုံးကြီးထုတ်လုပ်ရေးဆက်ယုံတွေဒုံးကောင်းတူလောင်ယုံတွေတော်လန်ရေးအဆောင်တပ်ဖွဲ့ရဲ့ကိုကဲရေးဌာနချုပ်တွေနဲ့မြို့တော်အစွန်ဖျားကနျူကလ িয়ার ဖွံ့ဖြိုးတိုးတက်ရေးနေရာတွေအပါအဝင်မဟာဗျူဟာမြောက်ပြည်မှတ်20ကျော်ကိုတိုက်ခိုက်ခဲ့ပါတယ်။ရလဒ်ကတော့အီရန်က ထိတ်လန့်သွားပါတယ်။ကမ္ဘာကအံ့အားသင့်သွားပါတယ်။အမေရိကန်ကတော့တိတ်ဆိတ်နေခဲ့ပါတယ်။ အီရန်ကချက်ချင်းဆိုသလိုအစ္စရေးကိုအလုံးစုံစစ်ပွဲစတင်တယ်လို့ဆိုဆွဲပြီးလက်တုံပြန်မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့သူတို့ပြန်မထိုက်ကြိုက်ခင်မှာပဲအစ္စရေးကဆက်တိုက်ခိုက်နေခဲ့ပါတယ်။အီရန်ရဲ့နောက်ပိုင်းဒေသကဒုံးကျည်ပစ်လို့စင်တွေကိုပယ်ထိန်လက်နက်တွေနဲ့လေကြောင်းမြေပြင်ဒုံးကျည်တွေနဲ့ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီးပြစ်ခတ်ဖို့ပြင်ဆင်နေတဲ့ရှားဟပ်ဒုံးကျည်တူလောင်ယုံများစွာနဲ့ရွေရှားပစ်လို့ရေးပစ္စည်းတွေကိုနေရာမှရင်ဖျက်ဆီးပစ်ခဲ့ပါတယ်။ အစ္စရေးဒရုန်းတွေဟာအီရန်ပိုင်းနဲ့ထက်နက်နက်ဆိုင်ဆိုင်ဆက်လက်လှုပ်ရှားနေခဲ့ပြီးညဘက်ဗီဒီယိုတွေမှာတီဟီရန်ကောင်းကင်ယံပေါ်မှာဒရုန်းတွေပြန်ဝင်နေတာကိုပြသခဲ့ပါတယ်။ဒါဟာစစ်ရေးခေတ်နောက်ပိုင်းဗန်နိုင်ငံမှာမလုပ်ရတဲ့ကိစ္စပါ။ဒါကသင်္ကေတပြအပြစ်ပေးတိုက်ခိုက်မှုတသက်မဟုတ်ပဲအီရန်ရဲ့လက်တုံပြနိုင်စံကိုအစာကတည်းကလေဖြတ်သွားသေးဖို့ရည်ရွယ်တဲ့စစ်စင်ရေးတစ်ခုပါ။ဂျေရုဆလင်ကစစ်ရေးလေလာသုံးသက်သူတွေကအမေရိကန်ကအရေးယူဆောင်ရွက်မှုမလုပ်ရင် ်အစ္စရေးကသူ့ဘာသာသူအခြေအနေကိုရှင်းလင်းလိုက်မယ်လို့သုံးသပ်ခဲ့ကြပါတယ်။မနေ့ရောက်တဲ့အခါမှာတော့လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်မသွားသေးပါဘူး။ပယ်ထိန်ဘုံတရားကျော်ကိုအီရန်ရဲ့ဒုတိယနျူကလ িয়ার တပ်ပေါင်းမှုတရှိရာအာရပ်ပဝင်းကျင်ဒေသတွေကိုကျဲချခဲ့ပါတယ်။ဒီတပ်ပေါင်းမှုကအရင်နျူကလ িয়ার သဘောတူညီချက်အရပိတ်ထားခဲ့ပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်တွင်လျှို့ဝှက်စွာပြန်လည်စတင်ခဲ့တာပါ။နျူကလ িয়ার လက်နက်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်ပံ့ပေးတဲ့ နီးပညာဆိုင်ရာအခြေခံအဆောက်အုံတွေရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုလုံးဟာလုံးဝပျက်စီးသွားခဲ့ပါတယ်။စစ်စင်ရေး B 48နာရီအကြာမှာထုတ်ပြန်ခဲ့တဲ့ဂျိုဒူပုံရိပ်တွေကြောင့်အီရန်ရဲ့ပျက်စီးဆုံးရှုံးမှုအဆင့်ကဖုံးမရအောင်ကြီးမားနေပါတယ်။သူတေသနာစင်တာတွေလုံးဝပျက်စီးသွားခဲ့ပြီးကာကွယ်ရေးခြေဆိုင်စခန်းတွေမီးလောင်ပြကြကဒုံးကျည်ပစ်လွတ်စင်တွေဖျက်ဆီးခံခဲ့ရပါတယ်။အစ္စလာမ်ကဘာတစ်ခုလုံးကအစ္စရေးရဲ့တိုက်ခိုက်မှုတွေနဲ့မလွတ်ကင်းတဲ့နေရာဆိုတာမရှိတော့ဘူးဆိုတာစတင်နားလည်လာခဲ့ပါတယ်။ ဒါပေမဲ့ဒီစစ်စင်ရေးကဏိဒမ်းပဲရှိပါသေးတယ်။ Ford တို့ကရှိနေသေးပါ။ Israel ကသူ့ရဲ့ခွန်အားရှိနေပေမဲ့ Iran ရဲ့မြေကြီးလိုထူထပ်တဲ့ကာဝေးရေးတိုင်းကိုထိုးဖောက်နိုင်တဲ့လက်နက်တပ်ဆင်ထားတဲ့မိဖက်တအူလိုအပ်နေသေးပါ။ဒီအခိုက်အတန့်မှာမျက်လုံးအလုံးကဝါရှင်တန်ကိုလှည့်ကြည့်နေကြပါတယ်။ဒီတော့ American ပြည်ထောင်စုဒီအဆုံးဖြတ်တိုက်ပွဲတွေဝင်လာမလား။ Israel ရာရှိတွေပုံပြီးစိုးရိမ်နေတာကတီဟီရန်ရဲ့နှီးပြူဟာပြောင်းလဲမှုပါပဲ။ အီရန်ဟာလူနေရပ်ကွက်တွေကိုပိတ်မှတ်ထားပြီးကလစတာဘုံးလို့စင်ပွားပေါက်ကွဲမှုတွေပါဝင်တဲ့ဒုံးကျည်အစုလိုက်ပြုံလိုက်ကိုပြင်းပြင်းထန်ထန်ပိတ်ခတ်လာပါတယ်။ဝင်ကြီးချုပ်နေတန်ယာဟူရဲ့အဆိုအရဒီဒုံးကျည်တွေရဲ့ပျက်စီးမှုစွမ်းအားဟာအစ္စရေးခံသားခဲ့ရမှုတဲ့ဘဲဒုံးကျည်ထက်မဆိုပိုများပါတယ်။အခြေအနေကအစ္စရေးအတွက်တင်မကပဲဒေတာတစ်ခုလုံးအတွက်ပါအန္တရာယ်ကြီးမားလာပါတယ်။ကြားဖြတ်ဖန်းစီရခဲ့တဲ့ဒုံးကျည်တစင်းစီးရီးယားပိုင်တဲ့ထဲကြာရောက်ပြီးရေနံချက်ဆက်ယုံတစ်ခုမီးလောင်ခဲ့ပါတယ်။ အာရပ်နိုင်ငံများပါကလည်းအီရန်ကသူတို့ကိုဒေတာရင်းစစ်ပွဲတွေဆွဲသွင်းလိုက်မယ်လို့စိုးရိမ်နေကြပါတယ်။ဒါပေမဲ့အစ္စရေးကတော့ကျွန်တော်တို့လက်တုံပြန်မှုမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့အနာဂတ်ကိုကာကွယ်ဖို့ဆက်လက်တိုက်ခိုက်ပါမယ်လို့ကြေညာခဲ့ပါတယ်။ IDF တိုက်ခိုက်ရေး unit တွေကို Haifa Tel Aviv နဲ့အလဲပိုင်းဒေတာတွေကာကွယ်ဖို့ပြန်လည်နေရာချထားပြီး Iron Dome, Arrow နဲ့ Davis Link ဒုံးကြီးကာကွယ်ရေးစနစ်တွေကိုအမြင့်ဆုံးတိုက်ခိုက်ရေးအသင့်အနေထားမှာထားရှိထားပါတယ်။ ဒါပေမဲ့ကာဝေးရေးစနစ်ကနေရာတိုင်းကိုအချိန်တိုင်းကာဝယ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာလူတိုင်းနားလည်ပါတယ်။အီရန်ကနေ့စဉ်ဒုံးကြီး20 30ဆက်လက်ပြစ်လွှတ်နေမယ်ဆိုရင်ဓာတ်ရုဒါမှမဟုတ်ဓာတ်ရောင်ကြီးတည်ဆောင်တဲ့ဒုံးကြီးဒီဇင်ကာဝယ်ရေးစနစ်ကိုကြော်ဖြတ်သွားမယ်ဆိုရင်အစ္စရေးကသူ့ကိုယ်သူထိန်းထားနိုင်မှာလား။ပိုရေးကြီးတာကတော့ရန်သူကအစ္စရေးကိုနေမကပဲပင်လယ်ကွေ့ဒေသတွေရဲ့လုံခြုံရေးစနစ်တစ်ခုလုံးကိုပါချိန်းချောက်နေချိန်မှာအမေရိကန်ကဘေးထိုင်နိုင်နေသေးသေးုံမလား။ အခြေအနေကအစ္စရေးနဲ့အီရန်ကြားနဲ့မဟုတ်တော့ပါဘူး။ပဋိပက္ခကနယ်နိမိတ်တွေကိုကျော်လွန်ပြီးဆီးရီးယား၊လက်ဘနွန်၊ဂါဇာတို့စီပြန့်နှံ့နေပြီးပင်လယ်ကွေ့ဒေသတခုလုံးကိုချိမ့်ချောင်းနေပါတယ်။အခုချိန်မှာကမ္ဘာကိုအစိုးရိမ်ဆုံးဖြစ်စီတာကနောက်ထပ်ဒုံကျည်ဘယ်မှာကြမလဲဆိုတာမဟုတ်ပါဘူး။အမေရိကန်ကဘယ်တော့ဝင်ရောက်ပါလာမလဲဆိုတာပါ။ဝါရှင်တန်မှာမျိုးလုံးအလုံးက Oval Office ကို ကြည်နေကြပါတယ်။တမနာထရန်တိတ်ဆိတ်နေပေမဲ့ပင်ဒကွန်ကတော့တိတ်ဆိတ်မနေပါဘူး။ ကာဝေးသတင်းရင်းမြစ်တွေက B2 Spray ဘုံကျဲလျင်အသင့်ဖြစ်နေပြီလို့သတင်းပို့ထားပါဗျ။နောက်ဆုံးအမိန့်တစ်ခုပဲလိုပါတော့တယ်။မေကွန်ကတော့ပေးဆက်ရမယ့်တန်ဖိုးကဘလောက်လဲ။ American ပြည်ပခတဲ့ဝင်ရောက်လာရင်ဟော်မူစီလက်ကြောက်ကိုပိတ်ပစ်မယ်လို့အီရန်ကချိန်ချောက်ထားပါဗျ။ကမ္ဘာကြီးနဲ့ထောက်ပံ့မှုရဲ့၃ပုံ၃ပုံစီးစင်းရလမ်းကြောင်းဖြစ်တာကြောင့်ဒီလိုလှုပ်ဆောင်မှုကကမ္ဘာကြီးနဲ့ဈေးနှုန်းတွေကိုအဆမတန်မြင့်တက်စေပြီးကမ္ဘာဈေးကွက်တွေကိုတုန်လှုပ်စေနိုင်ပါတယ်။ ဒါပေမဲ့စရေးကျွမ်းကျင်သူတွေကသတိပေးခဲ့ကြပါဗျ။အကယ်၍အမေရိကန်ကအခုမလုံဆောင်ဘူးဆိုရင်အီရန်ကစေယုံတွေနဲ့ရက်သားတွေကိုတိုက်ခိုက်ပြီးနျူကလ িয়ার ရည်မှန်းချက်တွေကိုပွန့်ပွန့်လင်းလင်းလက်မလျှော့သေးတာကြောင့်နောက်မှပေးဆက်ရမယ့်တန်ဖိုးကရေနံထက်အများကြီးပိုပြီးပိုပြီးများပါလိမ့်မယ်။ဒါကအရှိလေပိုင်းလုံခြုံရေးစနစ်တစ်ခုလုံးရဲ့တည်ရှိမှုပါပဲ။အစ္စရေးကဒါကိုရှင်းရှင်းလင်းလင်းနားလည်ပါတယ်။အရေးပေါ်အစည်းအဝေးမှာဝန်ကြီးချုပ်နေတန်ယာဟုက ကျွန်တော်တို့တဦးရဲ့ရက်တည်နေရင်တော့အစ္စရေးကစက်တိုက်ခိုက်ပါလိမ့်မယ်။ဒါပေမဲ့အမေရိကန်ပြည်ထောင်စုကကျွန်တော်တို့နဲ့အတူရက်တည်မယ်ဆိုရင်ဒီစက်ပွဲကရက်အနည်းငယ်တွင်ပြီးဆုံးနိုင်ပါတယ်လို့ကြေညာခဲ့ပါတယ်။ဒုံးကြီးနောက်ကဒုံးကြီးတွေကအရက်သားတွေကိုဆက်လက်ပြစ်မှတ်ထားနေတယ်မှာတမ်းပေါင်းများသောအစ္စရေးလူမျိုးတွေဘုံခိုခြင်းတွေကိုခိုလုံနေကြသလိုအစ္စရေး drone တွေကတီဟူရန်ကိုဆက်လက်ပုံကျဲနေပါတယ်။ဝါရှင်တန်ကနောက်ထပ်ဆုံးဖြတ်ချက်တစ်ခုတည်းကပဲပြိပခတစ်ခုလုံးရဲ့ရလဒ်ကိုဆုံးဖြတ်နိုင်ပါလိမ့်မယ်။ စစ်ပွဲစတင်ခဲ့ပါပြီ။ဒါပေမဲ့သူ့ရဲ့အဆုံးသက်ကတော့ American ပေါ်မှာပဲမူတည်နေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။